ပခောက်ကူရင်စကြိုလမ်းပိုင်းပကဖရှောင်းတကင်စစ်စေးဂိတ်မှာစစ်ကောင်စီတပ်ရဲခါရီတင်စီရမိတဲ့တဲ့ရင်ကိုပြပြပေးပါမယ်။မကွေးတိုင်းပခောက်ကူခိုင်ပခောက်ကူရင်စကြိုလမ်းပိုင်းမှာရင်စကြိုမြို့နယ်ပကဖအဖွဲ့ကဒီနေ့မနက်9:00နာရီဝန်းကျင်မှာစစ်စေးဂိတ်ချပြီးရှောင်းတကင်စစ်စေးခဲ့ရာစစ်ကောင်စီတပ်ရဲရဲခါရီကို တင်စီရရှိခဲ့တယ်လို့စစ်ရေးသတင်းရင်းမျက်စိကတည်ရပါတယ်။ပကဖအဖွဲ့ကတင်စီရရှိတဲ့ရဲခါရီဟာပခောက်ကူတပ်မတရတက်ကနေရင်စကြိုမြို့နယ်ခြေဆိုင် ခလာရ196ကိုပို့ဆောင်မဲ့ရိခါတွေဖြစ်ပြီးတတိကံထောက်ထားတွေနဲ့တကွတင်စီနိုင်ခဲ့တာလို့တည်ရပါတယ်စကောင်စီတပ်ရဲ့ရိခါတွေကိုကြားပြတင်စီနိုင်ခဲ့တာနဲ့ပတ်သက်လို့ရေစကြိုမြို့နယ်ပကဖသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကအခုလိုပြောပြပါတယ်ဟုတ်ပါတော့ဒီကနေ့ကျွန်တော်တို့ဒီမနေ့9နိုင်ဝင်းကျင်လောက်ပါပေါ့နော်ဒီရေစကြိုပခုတ်ကိုလမ်းပိုင်းမှာကျွန်တော်တို့ရှောင်းနေခင်စစ်စစ်တဲ့အချိန်မှာအဲဒီစားရဆားရန်ထောက်ထားနေတဲ့ဒီပခုတ်ကူတက်မှတ်တရတွေကနေပြီးတော့ ခလာ96ကိုပို့မယ်ရိတ်ခါရယ်ဆိုတော့သိရချင်းမှာကျွန်တော်တို့တစ်ခါတည်းဖြတ်စီတင်းဟိုတင်းဆက်လိုက်တာဗျာဟုတ်ဆန်35အိတ်စားစီ14ပုံ73စီ9ပုံစားတအိတ်ဟင်းကျုံတအိတ်တို့ပါဝင်တဲ့ခလာ96ကိုပို့ဆောင်မယ်ရိတ်ခါတွေကို 4G4567 မန်လုံကုန်းတဲရင်ငယ်တစည်းပေါ်မှာတင်ဆောင်လာတာဖြစ်ပြီးရင်မောင်းလူနှစ်ဦးကိုလည်းပါကဖအဖွဲ့ကထိန်းသိမ်းထားတယ်လို့ဆိုပါရယ်။လက်ရှိမှာရင်မောင်းနှစ်ဦးကိုပါကဖအဖွဲ့က ကောင်းကောင်းမွန်မွန်ထိတိန်ထားပြီး၎င်းတို့ထွက်ဆိုချက်တွေကိုစီစစ်ပြီးဆက်လက်လှုပ်ဆောင်သွားမယ်လို့ရေစကြိုပကဖအဖွဲ့ကပြောကြားပါတယ်။ဟုတ်ကဲ့ဗျာလက်ရှိမှာတော့စမတ်သင်္ကေတဖြစ်တာပေါ့ဗျာဟိုထိနေတာလေဗျာ။အဲသူတို့ရဲ့ထွက်ဆိုချက်ကိုကျွန်တော်တို့ဟိုကြားနာအောင်လို့ပေါ့နော်။သူတို့ကဒီစစ်ကောင်စီကမတရားဖိနှိပ်ပြီးတော့တနက်နဲ့ခြောက်ပြီးတော့ခိုင်းစီခိုင်းစီလာလာဒါမှမဟုတ်သူတို့ကပဲ စစ်ကောင်စီကိုအလိုလိုလိုပါဆောင်ရွက်ပေးတာလားဆိုတော့ကျွန်တော်တို့တိချစီရဲ့မယ်စီစစ်ပြီးရင်တော့ကျွန်တော်တို့စစ်ကောင်စီနဲ့အလိုလိုလိုပါအဲသူတို့ကပဲအားတက်တွေရောလှုပ်ဆောင်ပေးရဆိုတော့ကျွန်တော်တို့ဥပဒေကြောင့်လည်းဆက်လက်ရေးကြည့်အောင်လုပ်ရတော့ပခောက်ကူမြို့နယ်ရေစကြိုမြို့နယ်ဟာ28မိုင်ခန့်ကွာဝေးပြီးတမတရတင်းနဲ့ခလာရ196ကြားမှာလဲစစ်ကောင်စီစုံမိုးထားတဲ့နေရာတွေဂိတ်စခန်းတွေရှိနေပါတယ်စစ်ကောင်စီရဲ့စစ်စေးရေးဂိတ်တွေစက်မှုဇုံအထိုင်စခန်းတွေကြားကနေ ရေစကြိုမြို့နယ်ပါကဖအဖွဲ့ကပခုတ်ကူရေစကြိုလမ်းမိုက်မော်တက်ပြီးရှောင်းတခင်စစ်ဆေးရာကနေအခုလိုစစ်ကောင်စီရဲ့ရဲကားတွေကိုကြားပြတ်တင်းစီနိုင်ခဲ့တာဖြစ်ပါတယ်။